ိန္ဒိယကမ်းလွတ်ပင်လယ်ပြင်မှာကွန်တိန်နာတင်တင်ပေါ်တစ်စီးမီးလောင်ပြီးမြန်မာတဦးအပါဝဲတင်ပေါ်သား၄ဦးပျောက်ဆုံးနေတယ်လို့သိရပါတယ်။စင်ကာပူအလံလွင့်တင်ထားတဲ့ Wi-Fi 503ကုတ်တင်တင်ပေါ်ဟာအိန္ဒိယရဲ့ Kerala ပြည်နယ် Aziz Gay မြို့ရဲ့အနောက်တောင်ဘက် ကီလိုမီတာ80လောက်အကွာပင်လယ်ပြင်မှာဂျွန်လ9ရက်နေ့နေ့လယ်ပိုင်းကမီးဆွဲလောင်ခဲ့တာဖြစ်ပါတယ်။ပျောက်ဆုံးနေသူတွေဟာထိုင်ဝမ်က2ဦးမြန်မာနဲ့အင်ဒိုနီးရှားတို့စီက2ဦးစီဖြစ်တယ်လို့သိရပါတယ်။ တင်ပေါ်ပေါ်မှာစုစုပေါင်းအမှုတန်း12ဦးလိုက်ပါလာပြီး18ဦးကတော့ကယ်တင်နိုင်ခဲ့ပြီးပါပြီအဲ့ဒီထဲက9ဦးဟာဒဏ်ရာတွေရထားခဲ့ပါတယ်ရေရေကိုအသက်ကယ်လေးတွေနဲ့စွန့်ခွာလာတဲ့တင်ပေါ်သားတွေကိုအိန္ဒိယရေတပ်တင်ပေါ်တစည်းကကယ်တင်ပြီးနယူးမန်ဂလော့စိတ်ကန်းစီခေါ်ဆောင်သွားခဲ့တယ်လို့အိန္ဒိယအာဏာပိုင်တွေကပြောပါတယ်စင်ကာပူမှာမှတ်ပုံတင်ထားပေမဲ့အဲ့ဒီတင်ပေါ်မှာစင်ကာပူနိုင်ငံသားတွေတော့လိုက်ပါခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်အိန္ဒိယရေတပ်ကထုတ်ပြန်ပြသခဲ့တဲ့ဗီဒီယိုတွေနဲ့တပ်ပုံတွေမှာတော့ တင်းဘောကနေဘဲတက်တဲ့မိကိုလုံးတွေဥထွက်နေတာကိုတွေ့ခဲ့ရပါတယ်။နောက်ပြီးကုန်းဘက်ပေါ်မှာကွန်တိန်နာတချို့ကအဖုံးတွေပွင့်နေပြီးဖျို့ဖျဲတွေဖြစ်နေခဲ့ပါတယ်။ကွန်တိန်နာ40လောက်ကတော့ပင်လယ်ထဲကျသွားခဲ့ပြီးတင်းဘောပေါ်မှာပောက်ကွဲမှုတွေလည်းဆက်တိုက်ဖြစ်ပွားနေတယ်လို့ဆိုပါတယ်။တင်းဘောပေါ်မှာမီးစတဲ့လောင်ကျွမ်းတဲ့အကြောင်းရင်းကိုမသိရသေးသလိုဘယ်လိုကုန်းစီတွေတဲဆောင်လာသလဲ။ဘာကြောင့်ပောက်ကွဲမှုတွေဖြစ်နေသလဲဆိုတာကိုလည်းအိန္ဒိယရေတပ်ကမှတ်ချက်မပေးသေးပါဘူး။အိန္ဒိယရေတပ်ရဲ့ရှောက်ဖွေရေးတဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကမ်းခြေစောက်တက်တဲ့စိတ်ကံအာဏာပိုင်တွေကလည်းပူပေါင်းကူညီပေးနေပါတယ်။ရေရင်ကိုစီမံခန့်ခွဲတဲ့စင်ကာပူရေကြောင်းလိုင်းဝန်ထိုင်းကုမ္ပဏီကို CNA သတင်းဌာနကဆက်သွယ်မေးမြန်းထားပေမဲ့လက်တလောအကြောင်းမပြတ်သေးဘူးလို့လည်းသိရပါပါတယ်ရှင်။